အမျိုးသားစာပေစု စီစစ်ရွေးချယ်ရေးကော်မတီသည်2024ခုနှစ်အတွင်းပထမကြိမ်ထုတ်ဝေခဲ့သည့်စာအုပ်များကို စီစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေစုကြီးမြင့်ရန်ရွေးချယ်ခံရသောစာအုပ်များနှင့်စာရင်းစရာများ၏အမည်စင်းကိုဒီကနေ့ထုတ်ပြန်ကြေညာပါသည်။စာပရိသတ်ဆိုရင် မောင်ယိုးငဖဲရေးသားသည်လွမ်းရတန်ရပငဖဲမြေကျွန်တော်တို့ရွာကျွန်တော်တို့ဒလစ်နှင့်စာအုပ်မေတ္တာရိန်နှန်းစာပေလိုက် အမျိုးသားစာပေစုကိုတက်စုရင်ငွေကျပ်330ချိမြင့်ခဲ့ရာအခုနှစ်မှာငွေကျပ်340တိုးမြင့်ချိမြင့်သွားမှာဖြစ်တယ်လို့သိရပါဗျ။ အမျိုးသားစာပေစီစီရွေးချယ်ရေးကော်မတီကိုစာပေပညာရှင်အသည့်ပညာရှင်အတက်ပညာရှင်များနဲ့ပုံနေရေးနဲ့ထုတ်ဝေလောကမှာအတွေ့အကြုံရှိသူများပါဝင်သော ပုဂ္ဂိုလ်20ဦးဖြင့်ဖွဲ့စည်းထားပြီးသက်ဆိုင်ရာဘာသာရပ်အလိုက်ခွဲခြားကပနာမအဆင့်စကားရင်အဆင့်အတ္တိပြုခြင်းအဆင့်ဟူသောအဆင့်30ဖြင့်စနစ်တကျစီစီရွေးချယ်ခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ